သူတို့လွတ်မြောက်လာတာကြတော့ဒီပါစဖြစ်တော့ကြတော့သူတို့ပြေး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 ဆိုတော့သူတို့လည်းပြေးဥပြေးတဲ့နဲ့ပြေးတယ်ဒီကနေတောက်လျှောက်ပြေးလိုက်တယ်ပြေးပြီးတော့သူတို့ကန်တော်ကြီးမှနေတယ်ရောက်မှတော့ကန်တော်ကြီးမှရောက်နေတယ်မိမကကြတော့ဒီဘက်က73ချောင်းလား33ချောင်းမှရောက်နေတယ်အဲ့လိုမျိုးဖြစ်နေအောင်ကျွန်တော်ကကြတော့ကိုလိုက်ရမှာလားဒီလိုက်ရမှာလားမသိကိုယ်အိမ်ကိုကြည့်တော့လေဒီရှေ့ရောက်တဲ့ကျွန်တော်ရောက်တဲ့အချိန်မှာကိုယ်အိမ်ကိုကိုကြည့်တော့အင်းကပြာကြနေလူတွေကမရှိတော့ဒီရှေ့မှာရုံရုံရင်ဆန်ခါကတအားဖြစ်နေပြီမိသက်ကားတွေလည်းလာတယ်မိသက်ကားလာတော့လေမိသက်ကားသာရောက်လာတာ ဒီတဝင်းလုံးပြကြပါပြီရှိရောစိတ်တော့မကောင်းပါဗျာနော်စိတ်မကောင်းဆိုတာကိုကဒီမှာနေတယ်ပြင်ရောက်နေတဲ့အချိန်နဲ့ကိုရောက်လာတဲ့အချိန်ညာဒီအရေးပြကြသွားတယ်ပြကြသွားတော့ကျွန်တော်မိမတွေသားသမီးတွေနဲ့အကုန်လုံးကိုပြန်ဆယ်ပေးတာပဲဗျာရတော့တော့လုပ်ပြီးဘာမှလည်းမရခဲ့ဘူးဒါပေမဲ့တခြားတချို့လူတွေဆိုရင်ဒီနောက်ထပ်ဘလို့မှတို့ဝင်လို့မရတော့တေးတေးတဲ့လူတွေရှိတယ်ရှင်တဲ့လူတွေရှိတယ် ခုသေးတဲ့လူတွေဆိုခုချိန်ဒီ follow လို့မရဘူးရှိသေးတယ်။အဲ့တော့ကြောင့်မို့ကျွန်တော်ဒီတဲ့ကလူတွေအတွက်ဟိုလိုပြောမှလို့စိတ်မကောင်းတာလို့ကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူး။အဲ့ဒါပါအကျဉ်းတော့ကျွန်တော်ဘာမှမပြောတော့ဘူးရှင်။လူကားသားလဲဆိုဒီလာဝေပေးတဲ့သူတွေနဲ့ဟိုဒီအလူတွေနဲ့တော့ဆင်သူ့အနေနဲ့သူကတော့ဆင်ပြေးနေတာပဲဟိုစတော့တာတော့လာပြီးတော့စရတာပေါ့ဗျာလာမပြီးတော့ကြတော့လဲ တို့ကြုံတာပေါ့ရှိတာနဲ့တို့ရှိတဲ့ဥစ္စာနဲ့ဝယ်စားတာပဲရှိတာဝယ်စားအောင်လေဒီနားတော့ကဘာမှမရဘူးတို့ခုနေရတာတော်တော်များများဖြစ်နေတာဗာလဲဆိုရင်လေဒီထဲမှာမီးလောင်တဲ့သူကအဲ့လောင်မဟုတ်မီးလောင်တဲ့သူတော်တော်များများဟိုဖုံးကျောင်းထဲမှာသွားနေတာများဒီလာတန်းနေတဲ့ဟာတွေကတော့ဒီရှေ့ကငလင်လှုပ်လို့လာတဲ့ဟာတွေလို့ပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့တကယ်ဖြစ်တဲ့သူကြတော့မရရှာဘူးရတယ်ဗျာတခါကျပြဿနာတွေတက်နေကြတယ်အဲ့လိုမျိုးတွေဖြစ်နေဟိုဘာမဟုတ်တဲ့လူကလာပြီးယူသွားလိုက်အဲ တကယ်ဖြစ်တဲ့သူကကြတော့မရတော့ကြတော့ပြဿနာတွေတက်ရောအဲ့လိုလေးတွေဖြစ်နေကြခုကတော့အဲ့တော့လည်းစိတ်မကောင်းဘူးဗျာဟိုကျွန်တော်တို့ကတော့ရှင်းပြပါကိုတို့ကိုတို့ကနှစ်ခုသားလောက်ရတယ်ဆိုရင်ရောမရှိတဲ့သူပေးလိုက်တာလက်ရှိဘလိုကူဒီလေလိုရလဲဆိုဒီနေဖို့ထိုင်ဖို့ပဲအဓိကတော့နေဖို့ထိုင်ဖို့ဆိုဒီမှာခုဆိုရင်လမ်းဘေးမှာအိတ်တယ်ညဆိုမလုံးကြုံဘူးဟိုဒီနေရာတော့ရှိပြီတခိုးရံလျှောက်ရတာပတ်တယ်ဒီဘက်ထဲမှာ မင်းညာလည်းလာတယ်နေတိုင်းလိုလိုပါပဲတကောကတော့လာနေရပဲဒီခုသူတို့တွေဆိုဒီနားလေးလာတယ်ညကြခုကသူတို့လုံုံလိုက်အေးရတယ်ဒီနားမှာသူတို့လုံလုံယုံယုံအိမ်မရှိဘူးဖြစ်နေအဲ့လိုမျိုးတော့ကြောင့်မလို့နေတဲ့ထိုင်ကင်းလေးပဲဒီကတော့ရေတကြီးလိုတာပေါ့ကျန်တာကတော့အဲ့လောက်တော့ဟိုမှာဖြစ်ပါဘူးစားတာကြတော့စားတာတောက်တာဒီကလာဝေတဲ့လူတွေစင်ပြေပါတယ်အဲ့နေနေရထိုင်ကင်းကတော့ဒုက္ခရောက်တယ်တော်တော်များများခုအိမ်သာအိမ်သာတတ်တာတော့ဘာလို့ဆိုတော့ကိစ္စတွေကစင်မပြေတာပဲဖုံးချောင်းတဲ့အိမ်သာလည်း ပဲချိန်ပြို့မလဲမသိဘူးဇောက်ထိုးကြီးပြည့်နေအဲအကြောင်းမလို့ခုဒီနားတဝိုက်ကလူရဲဆိုရင်အိမ်သာတက်ဖို့ဆိုဒုက္ခရောက်တယ်သွားလာတာစဉ်းမပြေဘူးဒီကံတော်ကြီးဘက်ထဲသွားနေရတာလည်းအဲ့လိုမျိုးလေအများကြီးညတာဆိုပူတော်ဆိုးသေးတယ်ကြောကျွန်တော်ဒီနားလေးကတော့အဲ့နေရာထိုင်နေတဲ့အိမ်သာတစ်ခုလောက်ပဲအဲ့လားအဲ့လားဆိုတော့စဉ်းကြည့်တာပေါ့ငလင်လုံတော့ဘယ်နေရာမှာရှိရကျွန်တော်မိဘရင်ကိုသွားနေဒီဘက်မှာမိမကိုမိမနဲ့ရောက်ခမဒီမှာရှိတာပေါ့အဲ့မိမနဲ့ရောက်ခမဒီကိုပြန်လာတဲ့အချိန်ကိုကလမ်းမှာ ရှင်းမြောင်မြောင်မသေးုံတမယ်ပဲကိုလောင်မကိုအိမ်ကနေထွက်တတိုင်ပြူတတိုင်ပြည့်တဲ့ချိန်နဲ့ကိုနဲ့လွတ်သွားတာပဲရှိတာမသေးုံတမယ်ပဲကိုတက်ကိုလောင်မရုံးမီဒီယိုလာတယ်ကိုသားသမီးတွေကိုပြန်လာခဲ့ကလေးတွေကလည်းသူတို့ကကြောက်လန့်ပြီးတော့ပြေးကြတာဟိုဘက်ပြေးတဲ့သူနဲ့ကိုရဲ့ဒါဆိုကျွန်တော်တို့အိမ်ကဘာမှမကြံတော့ကိုအိမ်ကိုပြန်ရောက်လာတဲ့ချိန်အဲ့ကလုံးဝပြာကြသွားတယ်ဝဆရာတောင်မှဝဆရာတောင်မှမရှိဘူးဒီကလာဝေတဲ့လူလူရှင်တွေရှိမှကိုယ်လည်းဝေရတာပေါ့ ဘလို့ခံစားလဲကိုယ်အနေနဲ့ဘလို့ခံကျွန်တော်တို့ကတော့ရှင်းပြရင်ဟိုခံစားတာပေါ့ကိုယ်တွေမှလည်းဒီဘက်မှလည်းဖြစ်သူတို့ကလည်းတစ်ခါရေဆိုဒီရှေ့ကအချို့ဒီဘက်မှကိုယ့်ဘက်မှတော့မဟုတ်ဘူးသူများဗတ်တွေဆိုတိုက်တွေပြီလို့တေတဲ့သူနဲ့တည်ရမှာဟိုရှင်တဲ့သူနဲ့ဒါပေမဲ့အဲ့ဒါတွေမြင်လိုက်ကြောကိုယ်စိတ်မကောင်းဘူးပေါ့ဗျာဒီလိုမျိုးကြီးကဆိုးကြီးဖြစ်တဲ့ချိန်မှာပေါ့ဟိုတားနေကိုဒီမြန်မာနိုင်ငံကျွန်တော်တို့မန်လေးမြို့ရဲ့ဟိုဘက်မှာဆိုရင်ထင်ကြရားနေနေရာတွေအစအကုန်လုံးတော်တော်များများပျက်စီးသွားတယ်စိတ်မကောင်းဘူးပေါ့သွားလာတာအစလည်းမျိုးစင်မပြေဘူးပေါ့ စိတ်မကောင်းတာလွဲတော့ကျွန်တော်လည်းဘာမှတော့မတတ်နိုင်ဘူးကြီးဟိုဒီချိန်မှာငုံနေလို့တယ်လေကို့အတွက်ကစင်ပြေမလားလို့မေးစင်မပြေဘူးပေါ့ဗျာဟုတ်တယ်မလားအဲကြောင့်မလို့ကိုရှိတာနဲ့တိတ်နေအောင်နေတယ်ဒီလူတွေကိုလည်းညဆိုရင်လည်းကိုကလည်းကိုဖျားကတော့တဲ့ချိန်ကသူတို့တဲ့ဆူတောင်းမြေတာပို့ပေးတာဒီလောက်ပါပဲကျွန်တော်တော့ကျွန်တော်တော့ကျန်တာဘာမှတော့သူသူတို့တော့အမဖြစ်ဘူးပေါ့တီးသလောက်လေးဆိုရင်တော့ဒီကျွန်တော်တို့ဖြစ်သွားတဲ့ပုံစံတိုင်းဆိုသူတို့နေရာထိုင်ခင်းအဓိကပဲလုပ်ပေးနေချင်တာပဲကျန်တာတော့အဲ့လောက်မဟုတ်ဘူးစားဝတ်နေရာတော့ ရတယ်နေရာထိုင်ခင်းဒီကဒုက္ခရောက်တာပဲခုဆိုရင်ဘဲသွားနေလို့နေရာမှန်းမသိဘူးလို့ဖြစ်နေဒီတဲ့တွေမနေ့ကလည်းဟိုကနေကိုယာယီဆောက်ပြီးနေတယ်ခဏဖြတ်ပေးအောင်ဆိုတော့နေနေညိပေးသွားဒီလိုပဲနေရတာအဲမဲ့တချို့လူတွေဆိုတော့လမ်းဘေးတွေမှာနေနေတာဒီဘက်ကမနေရအောင်အဲအုံနေရသွားလဲတေးကြတာမဟုတ်ဘဲချင်းပြုံမလဲမပြုံအုံနေရစောင်းနေအဲကြောင့်မလို့နေရာတိုင်းခိုင်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 ရဲ့လို့တော့မဟုတ်ဘူးပေါ့ဗျာလုံလုံချုံချုံနဲ့ရှင်းရှင်းပြပြလေးနေလို့ရရင်တော့စိုးဘူးပေါ့ လှုပ်တယ်ဒီရပိုင်းဒီရပိုင်းလည်းလှုပ်တယ်မင်းညာလားတခါလှုပ်သေးတယ်နည်းနည်းလေးတော့ဟိုတားနေတော့မစိုးဘူးပေါ့ဗျလှုပ်တော့လှုပ်သွားတာပါဒါပေမဲ့ဟိုရင်ရက်တည်းကတော့စိုးတယ်ညာ12နာရီလောက်ဆိုရင်တရောကိုလှုပ်လိုက်တယ်အဲ့နေကဟိုအဲ့တိုက်ဝါကြီးတော်မှာဗျဒီလိုရင်းထိုးတယ်ပြုတ်ပြုတ်မတက်ကြီးပဲညာကြီး7နှစ်လောက်ကဒီဘက်ကတော်တော်စိုးတယ်တခြားနေတွေကျွန်တော်မေးကြည့်ကျွန်တော်တို့မေးမေးဘက်ကိုမေးကြည့်တော့အဲ့လောက်တားမစိုးဘူးလို့ပြောတယ်ဟိုလှုပ်ပေးနေတာပေါ့ဗျာဟိုပြောမယ်ဆိုရင်မကယ်နိုင်ဘူးပေါ့ သူတို့ကိုရှင်နေဖြစ်သွားတာမြင်ရသားနဲ့ကို့မှာဝင်းမကယ်ရဲအချိန်လည်းငလင်းလုံနေတဲ့အချိန်လည်းဆိုကြတော့ကိုဝင်းကယ်လည်းကိုပါဒုက္ခရောက်သွားနိုင်တယ်လေအားကြောင့်မလို့ PBA စိတ်ဆိုမှလူကိုကယ်လို့ရမယ်လူတော့ပဲကိုကယ်ပေးလိုက်တယ်ဒါပေမဲ့မရတဲ့အားတော့မရတာတော်တော်များပါတယ်ကိုကအတွင်းထဲမှာပြီပြီးသေနေတဲ့သူနဲ့တချို့တို့ဆိုပိတ်မိနေတာလို့ပြောမှာမသေးဘဲနဲ့ပိတ်မိနေတာလို့အဲ့လိုမျိုးတွေကြတော့ဟိုပြောမယ်ဆိုကရင်နေပါကြမလာဘူးလေမလာတော့ကြတော့စင်ပြဒီနားတိုက်ဆိုအခုချိန်ထိရှိသေးတယ်ကရင်ကမလာဘူးပြိုးနေတာ တိုက်ကအောက်ထက်ကိုကျွန်းဝင်သွားတာကလေးလေးတယောက်ဆိုတေးအောင်တေးသွားတယ်အာရက်လေတာတော့မကြသေးဘူးရက်လေတာမဟုတ်ပါဗျာနားကြီးချပြီးတာတော့မကြသေးဘူးကျွန်တော်တို့ငလင်ဘေးကိုလှူပေးတဲ့ပုပ်ကိုတွေမန္တမအကုန်လုံးကျေးဇူးရမ်းတင်ပါတယ်လို့နော်ဒီလိုချိန်မှာလာပြီးတော့ဒုက္ခရောက်နေတဲ့ချိန်မှာသူတို့လှူပေးသွားတဲ့အရာကိုကျွန်တော်ကလည်းနောက်ဘက်ကနေပြီးတော့တကယ်စုမုံကောင်းမြတ်တာပို့ပေးပါတယ်လို့ကျွန်တော်ကဒါပဲပြောချင်ပါသေးတယ် နမေကတော့ဇော်ဝင်းအောင်ဆိုင်ငယ်ပါကျော်လှုပ်တယ်နမေရင်းကတော့ဇော်ဝင်းအောင်ဒီမှာခေါ်ကြတာတော့ရွာသားလို့ခေါ်ကြတယ်